မိဘပြည်သူပေါင်းမင်္ဂလာပါခင်ဗျာမြမလွေဦးတော်လန်တပေါင်းစုရဲ့တော်လန်ထိုးစစ်တရင်များနဲ့အတူမကွေးတိုင်းငဖဲမြို့ပိုင်းစစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းဆက်ရုံအမှတ်14နှစ်နှစ်မိုင်ခန့်ကွာအာရခတ်တတော် AA ပါဝင်သည့်တော်လန်ရေးပူပေါင်းတပ်ဖွဲ့များရဲ့စစ်ကောင်စီတို့တိုက်ပွဲများသတင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ခံတဲ့ရွာတွေကို ဘုံကျဲဖို့စစ်ကောင်စီခန့်မန္တလေးတိုင်းဒေသကြီးလုံကြုံရင်းနဲ့နေဆက်ရေးအောင်ကြီးဘုံမူကြီးနေလင်းစိုးကပြည်သူပေါ်ဘုံကျဲနိုင်ရန်တာဌာနဆိုင်ရာဝန်ထမ်းတွေစီကဒေသဆိုင်ရာအချက်လက်တွေကိုတောင်းယူခဲ့တဲ့တဲ့ပဲခူးတိုင်းတောင်ငူမြို့နယ်ခွန်ဝါချောင်းကျေးရွာနီတောင်ငူလက်တော်လမ်းမှာစစ်ကောင်စီရင်တန်းတိုက်ခိုက်ခံရပြီးတေဆုံးပုံသူများနဲ့ တီမိုးစုံရဲ့ရိတ်ခါသိစီရရှိမှုတကင်အစရှိတဲ့2025ခုနှစ်ဇွန်လ20ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အညာသားပါမကွေးတိုင်းငဖဲမြို့ပိုင်းစစ်ကောင်စီဤကာကွယ်ရေးပစ္စည်းဆက်ယုံအမှတ်14နှစ်နှစ်မိုင်ခန့်ကွာတွင်အာရခတ်တက်တော် AA ပါဝင်သည့်တော်လန်ရေးပူပေါင်းတပ်ဖွဲ့များနဲ့စစ်ကောင်စီတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်နိုင်ရေကန်တောင်ကိုစစ်ကြောင်းထိုးနေတဲ့တပ်မ69ဥဆောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အေအေပါဝင်သည့်တော်လန်ရေးတပ်ပေါင်းစုတို့ဟာဇွန်လ19ရက်နေ့မှာစပြီးတိုက်ပွဲစတင်ဖြစ်ပွားလဲရှိရာယခုချိန်ထိတိုက်ပွဲများပြင်းထန်လျက်ရှိနေပါတယ်ပဒန်းဒေသခံစည်ရေးတရင်ရင့်မြို့သားတို့မှာ ပြောကြတာကတော့မခွေကပ္ပစဆလင်းနဲ့နှစ်မိုင်လောက်ဝေးတဲ့နေရာမှာ ဖြစ်နေတာပါကပ္ပစဆလင်းနဲ့နိုင်ရေကန်တောင်ထိပ်တွားတဲ့ကြားမှာစစ်ကောင်စီစခန်းတွေရှိတယ်တမ96ကဥဆောင်ပြီးစစ်ကြောင်းတစ်လျှောက်အသွားပြန်လုပ်နေတာဖြစ်ပါတယ်အဲ့ဒီစစ်ကြောင်းတွေနဲ့ဖြစ်နေတာပါအခုချိန်ထိဖြစ်လျက်တိုက်ပွဲများဖြစ်ပွားလျက်ရှိရလို့သိရပါတယ်ကမ္ဘာစဆလေးမှာယခင်က လက်နဲ့ကြီးပြကတ်မှုမရှိတော့လဲယနေ့တိုက်ပွဲဖြစ်ပြီးနေရာအနှံ့ပြားမှာလက်နဲ့ကြီးကြီးများဖြင့်ပြစ်ကူပေးနေတယ်ကိုလည်းသိရှိရပါတယ်ကမ္ဘာစပ်ကလက်နဲ့တွေစပစ်ထားပါနိုင်ရီကန်လေးချောင်းရံကောက်ွယ်ရစ်တက်အေအေတန်ဝိုင်းရံပိတ်ဆို့တက်တိုက်ခိုက်ခံရပြီးနောက် ဇွန်လ၁ရက်ဝင်းကျင်ကစပြီးကပ္ပစ14မှာခြံစည်းရိုးများကို ခိုင်မာပြုတ်လုပြီးပပလဲတွင်လဲမိုင်းများထောင်ကလုံကြုံရေးကင်းများပြည့်နဲ့စက္ကဆမလုံကြုံထားတယ်လို့သိရပါတယ်။အေကနတ်ရေကန်ပြူဟာတက်စကန်းကိုလည်းတက်ခိုင်းရဲ့ရှိပြီးနတ်ရေကန်ကြာသွားရင်ပထန်းရှိစုံကုန်းအမြောက်တက်ထံအေအေထိုးစစ်ကဝင်ရောက်လာနိုင်တယ်လို့စစ်ကောင်စီအတွက်အရေးပါတဲ့ ကပ္ပစစက်ယုံများသူလည်းအေအေမဆက်လက်ရောက်ရှိနိုင်တဲ့အတွက်မကွေးတိုင်းရှိကပ္ပစစက်ယုံများတွင်ခံစစ်အကြီးအကျယ်ပြင်ဆင်လျက်ရှိကြောင်းသိရှိရပါတယ်လက်ရှိမှာလည်းအံဗဒန်လမ်းပေါ်မှာရှိတဲ့နတ်ရေကန်လမ်းကြောင်းလေကြောင်းရန်ကာကွယ်ရေးစခန်းတွေကိုလည်းတောင်အောက်အနီးပတ်ဝန်းကျင်တွေမှာအေအေနဲ့စစ်ကောင်စီတိုက်ပွဲပြင်းထန်လျက်ရှိရာအံဒေသခံများထမ္မသိရှိရပါတယ် ။နေရီကန်တောင်အောက်ပဝင်းကျင်မှာဆိုရင်လေတိုက်ပွဲတွေက ကပ္ပစာလန်နှစ်နေရစစရှိသဖြင့်တိုက်ပွဲများပြင်းထန်နေပါတယ်။တမတ်69စစ်ကြောင်းဟာလှန်ရွာဘက်မှလန်၊ဂုတ်ကြီးဘက်မှလန်စသည်ဖြင့်စစ်ကြောင်းခွဲကနေရီနေရီကန်တောင်ထိပ်တို့စစ်ကူစစ်ကြောင်းများထိုးလျက်ရှိတယ်လို့သိရှိရပါတယ်။ကျော်ရီစီကိုစစ်ကောင်စီတပ်တွေခေါ်လာသူကိုမိသားစုဝင်တွေရှိမှာပဲနောက်နောင်မလုပ်ဖို့ သတိပေးတဲ့မွေယိုဖိုက်တစ်ခုလည်းထွက်ပေါ်လာပါတယ်။ရွာလေးကိုစစ်ကောင်စီတပ်သားတွေပြူစောထွေးတွေ ခေါ်လာသူတခုကိုပြည်သူကာကွယ်ရေးတပ် PDF ညီငယ်တို့ကနေပြီးတော့နောက်နောင်မလုပ်ဖို့တွားရောက်သတိပေးခဲ့တဲ့ဆိုတဲ့ရုပ်သံမှတ်တမ်းတစ်ခုတွေ့ရှိရပါတယ်။ပြည်သူကာကွယ်တပ်ဖွဲ့ဝင်တယောက်အနေနဲ့အဲ့ဒီလူမျိုးနောက်မလုပ်ဖို့နဲ့နောက်ဒါမျိုးလုပ်ရင်ညာတာနာညာတာနေမှာမဟုတ်တဲ့အကြောင်းသတိပေးပြောဆိုနေတဲ့အဲ့ဒီရုပ်သံမှတ်တမ်းတွေမှာတွေ့ရှိရပါတယ်။ PDF ရဲဘော်တွေရဲ့နူးညံ့တဲ့ပြည်သူပေါ်ထားတဲ့စိတ်နေစိတ်ထားနဲ့စက်ကျင်ဘက်စက္ကစဘက်မှာလဲအလားတူဖြစ်ရမျိုးကိုပြည်သူပေါ်ဘလို့ပေါ်ထားသလဲကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေစီမြင်းကြံခိုင်မှာရှိတဲ့ကိုပြည်သူကာကွယ်တပ်ဖွဲ့ PDF ထောက်ခံရွာတွေကိုဘုံကျဲဖို့ဇွန်လ16ရက်နေ့ကစစ်ကောင်စီကမန္တလေးတိုင်းဒေသကြီးလုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီး ဘိုလ်ကြီးဘိုလ်မှုကြီးနေလင်းစိုးကပြည်သူပေါ်ဘုံကျဲနိုင်ရန်ဌာနဆိုင်ရာဝန်ထမ်းတွေစီကဒေတာဆိုင်ရာအချက်လက်တွေကိုတောင်းယူခဲ့တယ်လို့လည်းပေါ်ထွက်လာပါတယ်။မြင့်တန်ခရိုင်သူတွေအုတ်ချုပ်ရေးမှုယုံမှာဇွန်လ19ရက်နေ့လယ်တနာရီကနယ်လုံးဝင်ကြီးဘိုလ်မှုကြီးနေလင်းစိုးကမြင့်ချံတောင်တာအထိုးကြီးမြို့နယ်ကစစ်တပ်ရဲနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့တွေ့ဆုံပြီး ဒေတာဆံရချက်လက်တွေကို တောင်းခံခဲ့တာလို့သိရှိရပါတယ်။မြို့နယ်လိုက် PDF တွေရှိတဲ့ရွာတွေရော PDF ကိုထောက်ခံတဲ့ရွာတွေရောစရင်ပေးရမယ်။တာဝန်ဝင်ကြီးသိကျင်တဲ့နေရာဆိုကိုမြို့နယ်မြေပေါ်မှာမှီနီနဲ့ဝိုင်းပြရတယ်။ဘာလို့ဖို့လဲဆိုတော့ဘုံကျဲဖို့ပါ။မြင်းချံကစီမံဥက္ကဋ္ဌကဘယ်ရွာတွေပြလိုက်လဲတော့မသိပါဘူး။ နောက်ရဲ့တိမ်ကုန်းနဲ့ရွှေဘုံသာရွာတွေကိုလေကြောင်းမှဘုံကျဲမှုကိုခံခဲ့ရပါတယ်။ဇွန်လ17ရက်နေ့နေ့လယ်ကလည်းမြင်းချံမြို့သားလမ်းပိုင်းရှိတိမ်ကုန်းရွာအနီးရွှေဘုံသာရွာဘက်မှာလေကြောင်းကနေဘုံကျဲမှုကြောင့်အရက်သားပြည်သူတွေတေဆုံးဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။မြင်းချံထိုးကြီးမြို့နယ်တောင်တာထိုးကြီးနဲ့တောင်တာမြို့တွေကိုစစ်ကြောင်းထိုးဖို့ဥဆောင်သူဟာ ဒုတိယဘုံမူကြီးရဲမြင့်ဖြစ်ပြီးငင်းချံမျိုးကကြေးရွာတွေကိုဘုံကျဲဖို့ပြစ်မှတ်ပေးသူမှာအဖွဲဝင်တစ်ဘုံမူထွန်းလင်းအောင်ဖြစ်တယ်လို့ကြားသိရပါတယ်ပြီးခဲ့တဲ့ဇွန်လ၁၄ရက်ညပိုင်းကငင်းချံမျိုးတဲကြီးရွာကိုစစ်ကောင်စီတပ်ကလေချောင်းကနေဘုံကျဲခဲ့လို့ရက်သားပြည်သူနှူးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်တချို့ပျက်စီးဆုံးရှုံးခဲ့ရပါတယ်အဲထမှန်၍နောက်တဲ့တရင်တစ်ခုကတော့ ဘာသာရေးရမတင့်တယ်လှတဲ့ဖြစ်ရတစ်ခုပါပဲရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်အမှတ်19မြင်းဆောင်48ရပ်ကွက်တန်တင်းနှင်းစီလမ်းနေအမျိုးသမီးတဦးနဲ့ဖုန်ကြီးဝတ်တို့နေတိုင်းနေပါအတူတူနေထိုင်နေကြတယ်လို့သိရှိရတဲ့ချက်လက်ပါအမျိုးသမီးကတော့မဆိုးမပါသူသမီးလေးကမနေ့ခုနှစ်နာရီဝင်းကျင်လှုပ်သွားပြီဆိုရင်အဲ့ဒီဖုန်ကြီးကဆိုင်ကယ်ဘေးတွင်းနဲ့ရောက်လာတယ် သင်ငန်းကိုမျိုးသမီးကရှော်ဖို့လမ်းပေးထားပြီးသူကအဲ့ဒီပစိုးတွေနဲ့အရက်ဝက်လဲနေတယ်လို့သိရပါတယ်အတူတူချက်ပြုတ်စားထောက်နေကြရတာသမီးလေးပြန်မလာခင်အထိပါညအိုတီဆင်းရတဲ့မျိုးချိန်မျိုးဆိုရင် ဖုန်းကြီးကညပါအိတ်တယ်လို့သိရပါတယ်ယာအိမ်မှုကလည်းဒီကိစ္စကိုသိရတဲ့နဲ့မသိတဲ့အောင်ဆောင်တယ်လို့ပဲယူဆเสียဖြစ်နေပါတယ်ဖုန်းကြီးက အရင်ကတန်လင်းသဘောဝဟိတာကနေနှင်ထုတ်ခံထားရတဲ့အဲဘုံကြီးတို့သိရပြီအခုဘယ်ကနေလာတယ်လဲဆိုတော့ကတော့မသိရပါဘူးဒီကိစ္စကသာသနာဖြစ်တယ်လို့ဖြစ်နေတာမို့အရေးယူမဲ့သူလည်းမရှိလို့သိမြင်ကြားနေရပါတယ်ဟုသိရှိရပါတယ်ထို့သူပဲခေါ်တိုင်းတောင်ငူမြို့နယ်ထိုးဝါချောင်းကျေးရွာနီးတောင်ငူလိုက်တော်လမ်းမှာစစ်ကောင်စီရင်တန်းတိုက်ခိုက်ခံရပြီး တေဆုံးသူတွေရှိကကြည်မျိုးစုံနဲ့ရိတ်ခါတွေကိုလည်းကျွန်တော်တို့ဘကတိန်းစီရရှိခဲ့တယ်လို့သိရှိရပါတယ်။ဇွန်လ20ရက်နေ့တောင်ကူခရိုင်တရင်3932တက်ခွဲတစ်ကတရင်ထုတ်ပြန်လာတာတွေ့ရှိရပါတယ်။ဇွန်လ19ရက်နေ့မနေ့ခုနှစ်နာရီခွဲမှာလိတ်တူကနေတောင်ကူဘက်ကိုပြန်ဆင်းလာတဲ့ကားငါးစီး အင်အား80ကျော်ပါဝင်တဲ့စက္ကစရင်တန်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရမှာအပြန်လန်ပြစ်ခတ်မှုတွေမိနစ်40ခန့်ဖြစ်ပွားခဲ့တယ်လို့လည်းသိရှိရပါတယ်တောင်ကူကလည်းကန်နီချောင်းကတစ်စင်လိတ်တူထုံးပိုကြီးကျော်ကိုစစ်ကြောင်းဝင်နေတယ်လို့ယူဆရပါတယ်အဲ့ဒီစစ်ကြောင်းကိုချောင်းနေရာကနေလိတ်တူဘက်ကဆင်းလာတဲ့ကားတန်းကို တွေးလိုက် တွေးလို့ပြစ်ခတ်ကြတာလို့သိရှိရပါတယ်တောင်ကူခိုင်တရင်3932ပြန်ကြားရေးတာဝန်ခံ ကိုစွန်ရဲကပြောပြတာပါတနင်္သာရီတိုင်းတနင်္သာရီမြို့အတွင်းရှိမော်တိုင်းထုံခါနေဆက်လိုင်းပိုင်းကိုပြန်လဲထိန်းချုပ်ဖို့အတွက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာတော်လန်ရဲ့ပူးပေါင်းတပ်တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်ချောင်းလာကြတဲ့အထိရှစ်ဆက်မတော့နိုင်ပဲတိန်ခွန်ချေရွာနီးမှာပဲတဝဲလဲလဲနဲ့ရှစ်ဆက်တနိုင်ဘူးလို့လဲသိရပါတယ်ဒီစကြောင်းကို ကရင်မျိုးသားလူမျိုးရေးတက်မတော် KNLA တက်ရင်စစ်တပ်ကနေတည်ရှိရတာပါတင်သာရီမြို့မောင်တော်ဒုံကာလန်နေဆက်လမ်းမိုင်းကို ပြန်လည်ထိန်းချုပ်ဖို့စစ်ကောင်စီဘက်ကပြီးခဲ့တဲ့နှစ်ကောင်ကစပြီးအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ဒါပေမဲ့လို့ PDF ပူးပေါင်းတက်တဲ့နဲ့ KNLA တက်တွေပေါင်းစုပြီးတော့ တိုက်ခိုက်နေရာမှာခွေပြိုးဝက်ပြင်းနဲ့လမ်းမထူနိုင်ရှစ်ဆက်မတက်နိုင်မဲ့တဝဲလေလေတဝဲလေလေနဲ့ဒီခုချိန်ထိအောင်အဲစုပ်ပြတ်တက်ပြီးတော့ပေါ့ဗျာအဲတက်နေရတဲ့သဘောပေါ့မော်တော်မျိုးနဲ့မှာရှိတဲ့နေဆက်တက်စကန်ကိုစစ်ကောင်စီတက်ကတက်ပြောင်းလဲမှုပြုလုပ်ဖို့ဆိုပြီးနေဆက်လမ်းပိုင်းကိုပြန်လဲထိန်းချုပ်နိုင်ဖို့မော်တော်မျိုးနဲ့ပြည်သူစစ်တွေကိုလက်နဲ့တက်ဆင်ဖို့အတွက် KNU တပ်မြင်နယ်မြေတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။လက်ရှိကရင်မျိုးသားလူမျိုးရေးတပ်တော် KNU KNLA နယ်မြေတွင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကိုတော်လန်အင်အားစုတပ်ပေါင်းစုတွေကတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဟာအထိအခိုက်အကြဆုံးများစွာနဲ့တိုင်းခွန်ကျွာနီးကနေရှစ်ဆက်မတိုးနိုင်ပဲရှိနေတယ်လို့ KNLA တရင်စစ်တပ်ကဆိုထားပါတယ်။စစ်ကောင်စီရဲ့ထိုးစစ်စစ်တိုက်ခိုက်မှုကြောင့် နယ်ဆက်လမ်းကြောင်းတစ်ချောက်ရှိကြေးရွာတွေနဲ့အနီးအနားရှိကြေးရွာတွေကိုလက်နက်ကြီးဖြင့်ရန်တမ်းပစ်ခတ်နေတယ်။လေချောင်းကနေလဲဘုံကျဲတက်ခိုက်တာတွေလောက်ဆောင်နေတာကြောင့်ဒေတာကံလေးနေနဲ့ထူးထရီထားပြီးတော့နေထိုင်နေရပါတယ်။လက်ရှိလဲစစ်ဘေးရှောင်နေရတာ၆လအထိရှိပြီလို့သိရှိရပါတယ်။အဲတစ်ဖက်မှာလဲလွန်ခဲ့တဲ့စကွန်နီယနေ့၁၈ရက်နေ့တွေမှာလဲစစ်ကောင်စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့နေရာမရှိတဲ့နေရာတွေအပြင် တော်လံတက်ဖွဲ့တွေမရှိရဲ့နေရာတွေကိုပါလေချောင်းကနေဘုံကျဲတိုက်ခိုက်လှုပ်ဆောင်နေတာကိုလည်းသိရှိရပါတယ်ပြည်သူတွေအနေနဲ့ဘေကင်းလုံကြုံရဲ့အစီအမံတွေပြုလုပ်ထားဖို့ကိုလည်း KNLA တိုင်းရင်းစတဲ့ Black Cobra ကလန်ကနေအပြီးပေးထားပါတယ်စစ်ကောင်စီတပ်ရဲ့6လတာထိုးစစ်တိုက်ခိုက်မှုအတွင်းတိန်ခွန်ကြေးရွာနဲ့ချောင်းနှစ်ပေါက်ကြေးရွာဟာစစ်ဘေးဒဏ်ကိုအဓိကခံစားနေရပြီးကြေးရွာအတွင်းရှိ တိုက်တာအဆောက်အုံစာတင်ကြောင်းဖုံးကြီးကြောင်းတွေကလည်းယာယီတက်စကန်တွေဖြစ်တက်ဆွဲနေထိုင်ရရှိတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့မေလတုန်းကလည်းမြိတ်ခရိုင်တွင်တနင်္သာရီမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထုတ်ဝင်ရောက်မှုကြောင့်နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။လက်နက်ကြီးတွေလေကြောင်းတွေကနေပြစ်ကတ်တိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူ1,500ခန့်စစ်ဘေးရှောင်နေရတယ်လို့လည်းသိရှိရပါတယ်။ စစ်ကောင်စီဟာနိုင်ငံတကာပုဂ္ဂိုလ်တွေဟာဖိတ်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပမယ်လို့လည်းကြားသိရပါတယ်။အဲမတရားအာဏာသိမ်းထားတဲ့စစ်ကောင်စီကလာမယ့်ဇွန်လ25ရက်နေ့နဲ့29ရက်နေ့အထိ၃ရက်တာငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုကိုနေပြည်တော်မှာကျင်းပသွားမယ်လို့လည်းအဲသိရှိရပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာနေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်မှာကျင်းပသွားမှာဖြစ်ပြီးလူဦးရေ200ကျော်လောက်ကို ဖျက်ထားတယ်လို့လည်းသိရှိရပါတယ်။ဆွေမျိုးပွဲခေါင်းစဉ်ကတော့ရကင်း Peace Forum လို့ပေးထားပြီးတော့ NCA ထိုးထားတဲ့ပိုင်းမျိုးသားလူမျိုးမြောက်ရေးအဖွဲ့ချုပ် PNL မှဥက္ကဋ္ဌဗိုလ်မှူးကြီးကွန်ဥက္ကကပြောပါတယ်။ခေါင်းစဉ်ကတော့ Peace Forum ပေါ့ဗျာ2025 Peace Forum အရင်မက္ကလတုန်းကလည်းအဲ Peace Talk ဆိုပြီးတော့အဲအဆက်ဟုတ်သိရပါတယ်။မက္ကလတုန်းက24 25 26 Peace Talk ဆိုပြီး သုံးရတာကျင်းပခဲ့တာဖြစ်ပါတယ်ယခုအဲ့ဒီ peace talk ကနေနောက်ဆင်း peace forum ဆိုပြီးတော့လူ200ကျော်ပိတ်ချထားပြီးဆက်လုပ်မယ်လို့လည်းသိရှိထားရပါတယ်နိုင်ငံတကာအဖွဲ့အစည်းတွေပါပါမယ်လို့လည်းသိရှိထားရပါတယ် peace for our people ကိုစစ်ကောင်စီခေါင်းဆောင်မင်း online ကိုတိုင်းတက်ရောက်သွားမှဖြစ်တယ်လို့လည်းသိရှိထားရပါတယ်။လူနီယာကျော်ပိတ်ချတာတဲ့အထဲမှာတော်လန်အင်အားစုတွေပါဝင်ဖို့ဆိုတာမရှိပါဘူး။အဲလက်ရှိလဲကျွန်တော်မသိရှိရသေးပါဘူး။ အပြီးခဲ့တဲ့ဖစ်တော်တော်ကတော့အဒေါ်လာရဲ့အင်အားစုတွေပါဝင်တာမရှိပါဘူး။၃ရက်ကြာမဲ့အဲ့ဒီဇွန်လပဲမှာတော့ရွေးကောက်ပွဲလုံးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးအကြောင်းကြီးလဲပါဝင်မယ်လို့ကြားသိနေရပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလဲပါဝင်မယ်လို့ပါဝင်နိုင်တယ်လို့ဥခွန်ဆိုင်ကပြောပါတယ်။အဲစစ်ကောင်စီကငြိမ်းချမ်းရေးဆွဲတွေဇွန်လပွဲတွေကို၄နှစ်ကျော်ကာလအတွင်းအကြိမ်ကြိမ်အခါခါပြုလုပ်ခဲ့ပေမဲ့လဲ။ လက်ပညာသရောခေါ်သူတို့နဲ့အပြည့်ရထားတဲ့အဖွဲ့တွေနိုင်ငံရေးပါတီတွေကိုပဲဟန်ဆောင်ပန်ဆောင်ခေါ်ပြီးဆွေးနွေးပွဲတွေလုပ်လာခဲ့တာတက်တန်းတလျှောက်လုံးပါပဲတကယ်တကယ်တော့စက္ကစရဲ့ဘယ်အရာမှမြမာပြည်သူပြည်သားတွေအတွက်မဟုတ်ဖက်အာနာရှင်မျိုးဆက်ကိုဆက်လက်တည်ထောင်နိုင်အောင်အပေါ်ယံစာရွက်ပေါ်မှာသကလုံးနေနေတာလေသူတို့အာနာရရှိရေကိုဆက်လက်လှုပ်ဆောင်နေတာကယနေ့အချိန်ခါထိဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ပြည်သူတွေကလည်းဘယ်တော့ခါမှပြည်သူ့ကိုဘယ်တော့ခါမှမျက်နှာမမူတဲ့စကားဆရဲ့လုံရမှန်သမျှကိုစာရွက် ပေါ်စကားလုံးများဖြင့်ပြော၍မရတော့ပါဘူးဒါကြောင့်လက်ရှိစက္ကသစစ်အာဏာရှင်ရဲ့အမြင့်ဖြတ်ဖို့ဆိုတာတော်လန်စစ်ကိုနိုင်အောင်ဆွင်ဆင်နွေးနိုင်မှသာလျှင်ဖြစ်မှာဖြစ်ပြီးအတွက်လက်ရှိ27တော်လန်စစ်ဟာအမြင့်အရစုတ်ကင်ပြီးအနိုင်နဲ့ ပိုင်ဖြတ်နိုင်အောင်ကျွန်တော်တို့စ조사ဖို့လိုပါတယ်လို့ပြောကြရင်းနဲ့မိဘပြည်သူပေါင်းဘေးဒုက္ခအန္တရာယ်ပေါင်းမှကင်ဝေပြီးမင်းဆိုမိညစ်ဘေးမှအမြန်ဆုံးလွတ်မြောက်လွတ်ကင်းကြပါစေလို့စံတော်ပြုရင်ဂျေဇုတင်ပါတယ်ခင်ဗျာ